မကွေးညသလုံးဗုဒ္ဓပူဇဏီယပွဲတော်ကျင်းပနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မကွေးမျိုးရှိရှေးဟောင်းတမိုင်းဝင်မြတ်တလွန်စေတီတော်မြတ်ကြီးရဲ့2589ချိန်မြောက်ဗုဒ္ဓပူဇနီးယပွဲတော်ကို အော်တိုဘားလတရက်ကနေ20ရက်အထိကျင်းပသွားမှာဖြစ်ပြီးဗုဒ္ဓပူဇနီးယပွဲတော်ဖွင့်ပွဲကို အော်တိုဘားလတရက်နေ့ကစေတီတော်မြတ်ကြီးရင်မြင်တော်ပေါ်ရှိ မဟာဝိဇ္ဇယရန်တီတဆောင်း၌စီရင်ကျင်းပခဲ့တယ်လို့သိရပါတယ်။အဆိုပါကဲတို့ကျင်းပရမှာမကွေးမျိုးကံဦးယတနာចောင်းတိုင်းပဌာနာနာယကမြတ်တလွန်ဩဝါဒ ထာစရိယာဆရာတော်ပဒနာသူမင်္ဂလာကသာသနာအလံတော်ကိုအလံတိုင်းထိတ်တို့လွှင့်တင်ပေးတော်မူခဲ့တယ်လို့သိရပါတယ် ထိုပွဲတော်ကာလအတွင်းဗုဒ္ဓပူဇနီးယပွဲတော်ထယမတ်အဖြစ်စာတင်နိုင်ကျောင်းများနဲ့ဘုန်းတော်ကြီးကျောင်းများမှတန်ဃာတော်1500ပါးကိုစွန့်ဆန့်စိမ့်များ လောင်းလူပူဇော်သွားမှာဖြစ်ပြီးတရင်ကျိုလားပြေညမှာလဲဇေဒီတော်ကြီးကိုစင်မီ9000နန္တာ9000ပန်း9000စီစက္ကပ်လှူဒန်းပူဇော်သွားမယ်လို့သိရပါတယ်။အဆိုပါပွဲတော်ကိုအငိမ့်ပွဲဇပွဲများနဲ့စီကားတိုင်မြိုင်စွာကျင်းပသွားမှာဖြစ်ပြီးမြမရိုးရာအစားအစာအမျိုးမျိုးလူသုံးကုန်ပစ္စည်း ္စည်းများ၊တောင်သူသုံးပစ္စည်းအမျိုးမျိုးနဲ့ဒေသထွက်ကုန်ပစ္စည်းအမျိုးမျိုးတို့ကိုလည်းဈေးဆိုင်ခန်းပေါင်း၈၀၀ကျော်ဖြင့်ခင်းချင်းရောင်းချပေးသွားမယ်အပြင်ဖျားဖူးလာပြည်သူများအဆင်ပြေစေဖို့အခမဲ့နားနေဆောင်တွေကိုလည်းစီစဉ်ပေးထားတယ်လို့သိရပါတယ်ရှင်။